လက်ရှိမှာထိုင်းနိုင်ငံတောင်ပိုင်းဟာမရက်မနာရွာနေတဲ့မိုးနဲ့ပုံမှန်မဟုတ်ပဲအကောင်းနဲ့မုတ်တုံကြောင့်လွန်ခဲ့တဲ့ရက်တွေအတွင်းရင်းမြန်စွာဖြစ်ပေါ်လာတဲ့ကြီးမားတဲ့ရေကြီးမှုဘေးအန္တရာယ်ကိုကြုံတွေ့နေရပါတယ်။ဒီယာတီဥရုအရေးပေါ်အခြေအနေကနိုဝင်ဘာ16ရက်လောက်မှာဆက်ဖြစ်ခဲ့ပြီးနိုဝင်ဘာ24ရက်အထိပိုပြီးပြင်းထန်လာခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဖီအားနဲ့ရဲ့ဝန်ကြီးကကျွန်းဆွယ်တောင်ပိုင်းမှာနေရာယူထားပြီးပင်လယ်ကနေအဆိုတက်တွေအများကြီးကိုကုန်းတွင်းနဲ့ဆွဲသွင်းနေလိုပါပဲ။ မုံတိုင်းတွေဆက်တိုက်ဖြစ်နေတာနဲ့မိုးရေသေးကြီးမဲကြီးဆက်တိုက်ရွာလာတာတွေပေါင်းဆက်ပြီးမကြသေးခင်နှစ်တွေအတွင်းအပြင်းထန်ဆုံးမိုးရွာသွန်းမှုဖြစ်ခဲ့ပါတယ်။ရေနှုတ်မြောင်းတွေပြည့်ရှံပြီးမြေရေတွေကစိုးရိမ်ရေအမှတ်ထက်အများကြီးကျော်လွန်သွားခဲ့ပါတယ်။ဆုံခလာခရိုင်အထူးသဖြင့်စီကားတဲ့ဟဲ့ရံမြို့မှာအဆိုးရွားဆုံးပျက်စီးခဲ့ပါတယ်။အဲ့ဒီမှာ24နာရီအတွင်းမိုးရေချိန်300မီလီမီတာကျော်အထိတက်သွားပါတယ်။အဲ့ဒီမိုးရေချိန်ပမာဏကထူးခြားတယ်လို့သတ်မှတ်ရပြီး ဒီဒေတာမှာရာစုနှစ်တွေအတွင်းမှတ်တမ်းတင်ခဲ့မှုတဲ့အများဆုံးပမာဏတွေနဲ့တောင်နှိုင်းရှင်နိုင်ပါတယ်။နိုင်ပိုင်းတွင်းမှာပဲမြို့လယ်လမ်းတွေဟာတွာလာလို့မရတော့ဘဲရေရွေပြီးဖြစ်သွားပြီးအိမ်တွေဆိုင်ကန်းတွေတိုက်ခန်းတွေကြားထဲစီးဆင်းသွားပါတယ်။ကားတွေကတဝက်လောက်နစ်မြုပ်နေပါတယ်။လမ်းဘေးပလက်ဖောင်းတွေကနောက်ပစ်နေတဲ့ရေရွေအောက်ပျောက်နေပါတယ်။ရေကြီးမှုကအယမ်းမြန်လို့တမိုးကြီးပစ္စည်းတွေရွှေ့ဖို့မိနစ်ပိုင်းလေးရဲ့အချိန်ရပြီးနိုင်နဲ့ချီမရခဲ့ဘူးလို့ဒေတာခန်တွေကပြောပါတယ်။ ပဋ္ဌာနီယာလာနဲ့နက်တဝက်ခရိုင်တွေတလျှောက်အခြေအနေကပိုပြီးမတည်မငြိမ်ဖြစ်လာပါတယ်။ဒီခရိုင်တွေကမုတ်တုံလေရဲ့အပြင်းထန်ဆုံးနေရာအောက်မှာတာယာရှိနေပြီးမိုးကြုံမုန်တိုင်းတွေဆက်တိုက်ပြန်ဖြစ်နေပါတယ်။ဒီလိုမုန်တိုင်းတွေကနေရာဟောင်းမှာပဲထက်ခါတလဲလဲရွာသွန်းလာမျိုးကရုတ်တရက်ရေကြီးမှုဆေးရေချမ်းမှုနဲ့တောင်ကုန်းတွေတလျှောက်မြေပြိုမှုတွေကိုဖြစ်ပေါ်စေပါတယ်။ ဒီခရိုင်တွေကကြေးရွာအများစုကိုမြပေးဒါမှမဟုတ်တောင်ချီရင်မှာစောက်ထားလို့ပြင်းထန်တဲ့ရေစီးနှုံးရဲ့လမ်းကြောင်းပေါ်တိုက်ရိုက်ရောက်နေပါတယ်။ရေတွေတောင်အောက်ကိုအချိန်ဟုန်နဲ့စီးဆင်းလာတဲ့အခါအပြက်စီးရှွန်းနဲ့ကျိုးနေတဲ့တကိုင်းတွေကိုရက်ွက်တွေစီတဲဆောင်လာပြီးလမ်းပိတ်ဆို့မှုတွေဖြစ်စေလို့နေနေရက်ွက်တွေမှာရေကြီးမှုကို ပိုပြီးဆိုးစေပါတယ်။မိုးလေဝသပညာရှင်တွေကလက်ရှိလေရုဟာအာရန်ကောင်းနေတယ်လို့ပြောပါတယ်။ ဆိုလိုတာကလေဒုကတင်းငယ်တဲ့အနောက်ဆက်လေးတွေနဲ့တောင်ရုတ်တရက်မိုးသီးထန်စွာရွာသွန်းနိုင်တဲ့အခြေအနေကိုရောက်နေပါတယ်။ကန်ယိုရနာကဖီအားနဲ့ရဲ့ဝင်ဗဟိုချက်ကပင်လယ်ကနေနှွေးပြီးဆူဆွတ်တဲ့လေကိုဆက်လက်ဆွဲယူနေလို့မိုးရွာသွန်းမှုကမလျော့သေးပါဘူး။မိုးလေဝသပုံစံတွေရနောက်ထပ်မိုးသီးထန်တဲ့ကွက်ငယ်တွေကအနောက်ဘက်ကန်ယိုရန်တစ်လျှောက်မှာဆက်ပြီးဖြစ်ပေါ်လာနိုင်ပြီးကျွန်းဆွယ်တစ်လျှောက်အတွင်းဘက်ကိုရွေ့လာနိုင်ပါတယ်။

အရေးပေါ်တုံ့ပြန်ရေးဖွဲ့တွေဟာစင်ခုံမှုတွေရှိတဲ့အခြေအနေတွေအောက်မှာအလုပ်လုပ်နေရပါတယ်။မိမရှိတဲ့မောင်မဲနေတဲ့လမ်းတွေကိုသွာလာနေရပါတယ်။အာရန်ကောင်းတဲ့ရေစည်းတွေကိုဖျက်ပြီးခေါမိုးဒါမှမဟုတ်အပေါ်ထက်မှာပိတ်မိနေသူတွေစီရောက်အောင်သွားနေရပါတယ်။ဟဲ့ရံမျိုးတစ်ခုထဲမှာပဲတကြီးရွယ်အိုတွေ၊ကလေးငယ်လေးတွေနဲ့မိသားစုတွေဟော်ရယ်တွေမှာပိတ်မိနေတဲ့ခီးသွားတွေကိုကယ်ဆယ်ဖို့အတွက်လင်ငယ်တာစင်များစွာနဲ့ကားမြင့်တွေကိုအသုံးပြုခဲ့ပါတယ်။ ကေဆေးရေးစခန်းတွေကတော့မိုးဆက်နေတဲ့အတွက်လုံခြုံတဲ့နေရာပေးဖို့လူပြည့်လက်ခံထားရပါတယ်အခြေခံအဆောက်အုံပျက်စီးမှုကစိုးရိမ်စရာအတိုင်းတာအထိရောက်နေပါပြီ။တောင်ပိုင်းခရိုင်တွေကိုဆက်သွယ်ထားတဲ့အဓိကလမ်းမကြီးတွေအများစုက ရေကြီးမှုကြောင့်လုံးဝရေမြုပ်ကုန်ပါတယ်။ ရေရှမ်းနေရဲ့မြစ်တွေကိုဖျက်ထားတဲ့တံတားတွေကလည်းမခိုင်တော့ပါဘူးအချို့နေရာတွေမှာအုတ်မြစ်တွေရွေ့သွားပြီးရေအောက်စီးကြောင်းပြင်းလာကြောင်းဖျက်တမ်းလို့မရတော့ပါဘူးအများပြည်သူတည်ယူပို့ဆောင်ရေးတွေဆိုးဆိုးရွားရွားရဲ့ဆိုင်သွားပါတယ်ဘတ်စကားတွေကခီးရှည်လမ်းကြောင်းတွေကိုဖျက်သိမ်းလိုက်ရပါတယ်ထိခိုက်တဲ့ဒေသတွေက လေစိတ်တွေမှာမြေပြင်ဖွဲ့တွေကပြေးလမ်းတစ်လျှောက်ဆုနေတဲ့ရေတွေကိုရှင်းနေရလို့လေရင်နောက်ကျမှုတွေဖြစ်နေပါတယ် အကြီးမားဆုံးစိုးရိမ်စရာတွေထဲမှာဒေတာရင်းကမြစ်တွေရဲ့အခြေအနေကထိတ်ဆုံးမှရှိပါတယ်။ဆုံခလာခရိုင်များစုကိုဖျက်ဆီးတဲ့ယူထာပေါင်မြစ်စနစ်ဟာလွန်ခဲ့တဲ့ရက်တွေအတွင်းရေဆက်တိုက်တက်လာခဲ့ပါတယ်။တိုင်းနာရေးစခန်းများပြားမှာမြစ်ရေမျက်နှာပြင်ဟာမြစ်ကမ်းပါတွေထက်6ပေကနေ10ပေအထိမြစ်တက်နေလို့ကမ်းပါတိုင်းတွေပေါ်ဖိအားတွေအများကြီးတက်ရောက်နေပါတယ်။ရေဆက်တက်နေမယ်ဆိုရင်အာနာပိုင်တွေကမြစ်ဝနဲ့ရေလွှမ်းလွင်ပြင်နာကခရိုင်တွေဟာရေကြီးမှုကြာမြင့်နိုင်တယ်လို့သတိပေးထားပါတယ်။ န်ယူရန်ဒေတာတွေမှာလည်းအနေရရှိနေပါတယ်။ထိုင်းပင်လယ်ကွင်းနဲ့အန်ဒမန်ပင်လယ်တစ်လျှောက်ကလေပြင်းတွေကြောင့်လှိုင်းတွေကကိုးပေအထိမြင့်နေလို့ပင်လယ်ပြင်ခြေနေက အနေရရှိပါတယ်။ခမန်းရခတ်တဲ့ပင်လယ်ခြေနေကြောင့်ငါးဖက်လေတွေကစိတ်ကမ်းမှာပဲစိုက်ထားရပါတယ်။ကန်ယူရန်မြို့တွေနဲ့နီးစပ်တဲ့ကျွန်းတွေကြားကကရုဝန်ဆောင်မှုတွေရထားလို့သွာလာရေးကန့်သက်ခံရပြီးခီးတဲ့ချို့တီးကြဖြစ်နေပါတယ်။ဒီရေကြီးမှုကဒေတာခန့်စည်းဝါးရေးကိုလည်းဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။ ဈေးတွေကုန်တိုက်တွေနဲ့ကရုခီးသွားလုပ်ငန်းကြောင့်နမီကြီးတဲ့ဟတ်ရံရဲ့စီးပွားရေးဆောင်ကလုပ်ငန်းတွေဟာဆိုင်တွေမြေောက်ခန်းတွေရေဝင်လို့ပိတ်လိုက်ရပါတယ်။ကျေးလက်မှာတော့လယ်သမားတွေကတီးနှံတွေရေတိုက်စားသွားတာနဲ့မွေးမြူရေးတိရစ္ဆာန်တွေရေတက်တာကြောင့်ဆုံးရှုံးမှုကြီးမားနေရပါတယ်။အခြေခံအဆောက်အုံပြန်တည်ဆောက်တာလယ်ယာမြေတွေပြန်ပြင်တာတွေကအချိန်နဲ့ငွေများကြီးယူရမှာဖြစ်လို့စီးပွားရေးတက်ရောက်မှုတွေကမုန်တိုင်းပြီးတဲ့နောက်မှာတော့ကြာရှည်စွာဆက်ရှိနေနိုင်ပါတယ်။ အနာပိုင်းတွေကမြကန်းပါးတွေရေနုတ်မြောင်းတွေနဲ့မြေပြိုလွယ်တဲ့တောင်ကုန်းဒေသနာကရဲရွာတွေအတွက်ရွှေပြောင်းရေးသတိပေးချက်တွေကိုဆက်ထုတ်နေပါတယ်။ဒေသနယအစိုးရတွေကနောက်ထပ်မိုးရွာမှာကိုကြိုတင်ပြင်ဆင်တဲ့အနေနဲ့တဲအိတ်တွေရေးပေါ်ဆေးဖွဲ့တွေရိခါဖြန့်ဝေရေးစခန်းတွေကိုပြင်ဆင်ထားပါတယ်။အသက်ကိုကာကွယ်ရာတန်ရှင်းတဲ့တောက်တုံးရေရရှိအောင်လှုပ်ဆောင်တာနဲ့ရွှေပြောင်းခံရသူတွေကိုခိုးလုံရပေးတာတွေကအဓိကဦးစားပေးဖြစ်နေပါတယ်။နေထိုင်သူများပြားကိုမလိုအပ်ဘဲခီးမတော်ဖို့တရင်ချက်လက်တွေကိုတတိထားကြည့်ဖို့နဲ့ အခြေအနေရုတ်တရက်ဆိုးလာရင်သုံးဖို့အရေးပေါ်ကိရိယာဆုံတွေကိုပြင်ဆင်ထားဖို့တိုက်တွန်းထားပါတယ်။ရှေ့ဆက်ပြီးကြည့်ရင်တော့မိုးလေဝသအရာရှိတွေကနိုဝင်ဘာ25ရက်အထိမိုးဆက်ရှိနိုင်တယ်လို့သတိပေးပါတယ်။မုန်တိုင်းငယ်တွေကြောင့်မိုးရက်သွားပြီးနောက်မှာတော့အခြေအနေကရင်းမြန်စွာပြောင်းလဲနိုင်ပါတယ်။မြစ်တွေနဲ့ရေလောင်ကန်တွေမှာစုနေတဲ့ရေတွေကျသွားဖို့ရက်တတပတ်တွေတောင်းကြနိုင်လို့အချို့ခရိုင်တွေမှာရေကြီးမှုကြာမြင့်နိုင်ခြေရှိနေပါတယ်။ ဒီဖြစ်ရက်ကဒီနှစ်အရှိတောင်အာရှကိုထိခိုက်နေတဲ့ပိုကြီးရဲ့ယာတီဥရုဆိုးရွားမှုပုံစံရဲ့တစ်စိတ်တစ်ပိုင်းပါပဲကျွမ်းကျင်သူတွေကယာတီဥရုပြောင်းလဲမှုကြောင့်ယာတီလိုက်ယာတီဥရုကပိုပြီးခံမရခက်လာပြီးပိုဆိုးလာတယ်လို့အလေးပေးပြောပါရတယ်